ပူဆိုးတာကြတော့ကိုကိုပိုင်မဲကိုအကကိုအမေနဲ့လက်တိုင်ပင်နေအဲ့လိုထွင်ရတာပေါ့နော်ကိုကကိုထွင်အဟိုကိုကြီးစတမစမွေးနှောတော့ဒီဗလာများတို့ကလည်းကထိုင်းနေကကြီးကတော့ရင်ကြည့်မယ်ပေါ့နော်ဆိုတော့မှကလည်းကကြည့်လိုက်တော့မှအဲ့ မိမိတော်သားဝါသနာပါတာဆိုဟုတ်တယ်ဒါလေးဝါသနာပါတာဆိုတော့တဲကိုယ်တိုင်လည်းဖြစ်ချင်တယ်ညခိုင်တော့အနည်းငယ်ကမွေးရောဆိုတော့တကယ်ကိုအမိမင်းသမီးကြီးစီနီယာကြီးပေါ့တော့ကလည်းတဲ့ကိုဝိုင်းပြောတဲ့ကျတော့ကတက်တယ်ဆိုပေမဲ့အဲ့လိုအမိမင်းသမီးလိုတော့လည်းကြွကြွချင်းချင်းတော့မဟုတ်ဘူးအဲ့မျိုးနှစ်ပါးသားလေးလည်းရိတ်ထားပါတယ်ခင်ဗျနှစ်ပါးသားကြတော့ကိုတင်မောင်ဆက်မဝင်တယ်ပါ ငငယ်ခိုင်လို့ဆိုတော့တဲ့အရင်သဘောကျရတယ်လေဒီတဲ့မျိုးပုံမှာကတာနေနေဘက်မှာကတယ်မင်းသမီးတွေကြတာမတူမမငငယ်ခိုင်တို့ကြတော့ဂိန်းနိုးအကတွေပေါ့နော်အဲ့ဒီဂိန်းနိုးအကတွေကြတော့လေလုံးဝလို့အားနဲ့မန်နဲ့တန်းတန်းနဲ့ကပြရတာမျိုးဆိုလိုင်းပုံမှာတွေ့တယ်အရင်လဲအောင်မြင်တယ်အရင်လဲ လှတယ်တဲ့တော်ညန်းတော်တာပဲပေါ့နော်ပို့ပါနေရပဲဆိုတော့ traffic ကရမယ်ဆိုတော့လည်းအရန်ဝမ်းသာခဲ့တယ်အပြုအမှဆိုလည်းမန်ညန်းခိုင်တို့အနန္တန်ခင်မွေးရို့ဆိုတော့တကယ်ကိုအမြင့်မင်းသမီးကြီးစီနေရရင်ပေါ့နော်ကလည်းတဲ့ကိုဝိုင်းပြီးတော့တဲ့ကျတော့ကားတက်တယ်ဆိုပေမဲ့အဲ့လိုအမြင့်မင်းသမီးလိုတော့လည်းကြွကြွချင်ချင်တော့မဟုတ်ဘူးအဲ့ပြီးတော့ငငယ်တော့ကကခဲ့ပူတာလေကြပြလွတ်တို့ပါတော့ကတာဆိုတော့ကရ only ပဲအခုကအငိမ့်ဆိုတော့ကလိုက်ဆိုလိုက်ကလိုက်ဆိုလိုက်ဆိုတော့အဲ့ဒါအတဲအတွက်စိန်ခုံမှုလေးဖြစ်ခဲ့ရပါဘောနော်အဲ့အပြင်ကတချင်းဆိုလေအရင်ကြိုးပြီးတော့လောက်တာမျိုးမဟုတ်ဘူးလေးချင်းချင်းမရအောင်မနေ့ဖြန်ရိုက်မယ်ဆိုတော့ဒ ီနေ့တချင်းထိုင်ရေးတယ်။ဟိုအချင်းဒီတချင်းနဲ့နောက်ဆုံး confirm ချလိုက်တဲ့တချင်းကိုအဲဆိုင်းနဲ့တိုက်ဆိုင်းနဲ့တိုက်ပြရနဲ့ကိုယ့်ကိုအိမ်ပြောင်းသွားပြီကိုယ့်နဲ့ကိုယ်ပဲအကောက်လေချင်းရပါလေချင်းမိနောက်နေ့ရောက်တာနဲ့တန်ရအဲ့လိုမျိုးဆိုတော့လေပင်လဲပင်မန်းနေတယ်အဲစိတ်လဲလှုပ်ရှားခဲ့ပေါ့ကိုယ်လဲကျွမ်းကျင်နေပါသားရဲ့မဟုတ်ဘူးဒါပေမဲ့လေချင်းချင်းလည်းမရခဲ့တော့ပေါ့နော်အဲဆိုတော့တော်တော်လေးတော့စူးစမ်းပြီးတော့လုပ်ခဲ့ပါတယ်အကုန်လုံးလဲကြည့်ရအခါမှာအဆင်ပြေမင်းလို့တော့မျှော်လင့်ပါတယ် တဲရကြတော့အဲ့ထဲမှာအငိမ့်ကတပုတ်ပါတယ်ဗောနော်အငိမ့်က အဲတရားထဲတပင်းနိုင်ကတာလေးကတပုတ်ရေမမညဉ့်ဆိုင်နဲ့တွဲပြီးတော့တပုတ်ရေဆိုတော့အငိမ့်မှာတော့အရွှေညာသူအငိမ့်ဆိုရယ်အငိမ့်လေးပေါ့နော်အငိမ့်နမယ်လေးကအရွှေညာသူအငိမ့်မှာတော့အဲနှစ်ပုတ်မမညဉ့်ဆိုင်နဲ့ကတာတယ်အဲနှစ်ပါးသောမှာကြတော့လေအဲတခါဆိုလိုက်ကလိုက်ကတပုတ်အဲပြီးတော့ကိုတမဆမဝင်းနဲ့တပုတ်ကတာတယ်ဟုတ်အငိမ့်ကတာကြတော့ပင်မန်းနေတည်လားပင်မန်းနေဆိုတော့တဲကြတော့လေကားခဲ့ဘူးတယ်ဆိုပေမဲ့ကလေးကတာမရှိဘူးလေးချင်းမရှိရောလေပြန်ပြီးတော့ရုတ်တက်စီပြန်ကတာတယ်ဆိုတဲ့အချိန်မှာလေး အရန်လာတာတခုလုံးလေတဲရပူဆိုးတာကြတော့ကိုကိုပိုင်မဲကိုအကကိုအမီနဲ့လက်တိုင်ပင်နေအဲ့လိုထွင်ရတာပေါ့နော်ကိုကကိုထွင်အဲကိုကြီးစတမဆမွေးနေတော့ ပြောပြပေးရဒီကွက်လေးရောလှတယ်တမီဒီကွက်လေးရောထဲအဲ့လိုမျိုးဝိုင်းမျိုးတော့ဝိုင်းမျိုးပြောပြပေးကြရတယ်ပေါ့နော်အဲဒါပေမဲ့လေပို့ပြီးတော့သူတို့ကလည်းစိန်ခေါ်မှုဖြစ်အောင်လို့လားမသိဘူးကိုကလည်းကိုလိုခေရရကတ်တဲ့ရုံနေဆိုပြီးတော့ကိုကပဲအိမ်မှာကျင့်ခဲ့ရတာပေါ့နော်အဲဆိုတော့ဒီတဲဆိုလို့ရှိရင်ရိုက်ပြည့်ရဲ့နေ့မှာဆို6ရက်တည်းဆိုလို့ရှိရင်ထိုင်းလိုက်ထားလိုက်တော့မလုပ်နိုင်တော့အကြောတွေကအရင်နာတာလေပေါင်ကတင်းပြီးခြေသလုံးကြောတွေကဆိုအရင်တင်းနေတဲ့အချိန်ကခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါတော့တဲအတွက်ကတော်တော်လေးကိုလေ့ကျင့်ချိန်မရပဲလေလုပ်ခဲ့ရတာဆိုတော့ တော်တော်လေးသင်ခုံမှုဖြစ်ခဲ့ရပါဘောဟုတ်ပြီးသွားခဲ့တယ်ပေါ့เนาะအဲဒီနှစ်ပါးသွားလေးမှာဆိုလို့ရှိရင်လည်းအဲဒါပေမဲ့ဒီ တဲကကြတော့ဒီဆောင်မျိုးမင်းရဲ့တပည့်အနေနဲ့ဆိုတော့3နှစ်ပါးသွားဆိုတော့ကောင်းစင်အောက်ကနေကြရတာဆိုတော့အဲဒီနှစ်ပါးသွားလေးကကြတော့ပုံမှန်တဲရကြည့်ရတဲ့ဇက်သပင်မှာကြည့်ရတဲ့နှစ်ပါးသွားနဲ့တော့တိတ်မတူသွားကြတော့ဇက်သပင်နှစ်ပါးသွားကြတော့အဓိကဇက်မင်းသားပေါ့နော်အဲတဲရနှစ်ပါးသွားကြတော့အဓိကကဒီ3နှစ်ပါးသွားဖြစ်တဲ့ကြောင့်မို့3ကတင်းတင်းတူရတယ်အဲပွဲထုတ်တဲ့ပုံစံမျိုးအနေနဲ့ကြရတာဆိုတော့အဲမီနီမီယူနေနဲ့ပုံပြီး highlight ဖြစ်တယ်ပေါ့နော်အဲဆိုတော့အဲ့ထဲမှာလည်းနှစ်ပါးသွားလေးကိုလည်းနှစ်ပါးသွားလည်းအဲ့လိုပဲမတိုက်ရအောင်ပေါ့နော်တိုက်တော့တိုက်လိုက်ရတယ်အဲတစ်ခေါက်နှစ်ခေါက်လောက်ပဲတိုက်ပြီးနောက်နေ့ကျ ါတန်းရိုက်တန်းရိုက်အဲ့လိုမျိုးပေါ့နော်စင်ပေါ်မှာပဲတခါတည်းလှုပ်သွားတာကြိုးပြီးတော့ rehearsal ပါတယ်လေ stage နဲ့မလှုပ်ရအောင်ဆို stage ကအစတကယ်ရိုက်တော့မယ်ဆိုမှဘယ်နားမှနေမလဲပါလဲအဲ့လိုမျိုးကြီးလှုပ်ရအောင်ဆိုတော့ထွက်လာလို့ရှိရင်လည်းဘယ်လိုလေးဖြစ်နေမလဲတော့သိချင်နေပြီပေါ့နော်ဟုတ်စီကြီးကားခဲ့ရအောင်ဟုတ်တယ်ဟုတ်တယ်မီးစင်ကြီးကားခဲ့ရတာပေါ့နော်တခါမှလည်းအဲ့လောက်ကြီးကြတော့လည်းမလှုပ်ဘူးလေ ကိုလုတ်ခဲ့ဘူးရဲကခဲ့ဘူးရဲဆိုတာလည်းကိုကလည်းကိုတယောက်တည်းပဲကခဲ့ရတယ်ဒီလိုမျိုးလူတွေအများကြီးနေဟာလူရှင်တော်တွေပါမယ်အဲနှစ်ပါးသွားဆိုလို့ရှင်ဇမင်းသားနဲ့တွေ့ပြီးအဲ့လိုမျိုးမကခဲ့ပြည့်ခါကြတော့ဒီအုံစင်းပေါ်မှာပဲတို့ကအဲဒီဟာဒါလုံးမဒါလုံးမယ်ဆိုတို့နဲ့ပဲလိုက်ရောညီထွေးစာလိုက်လုတ်လိုက်ရတာပေါ့နော်ဟုတ်ဟုတ်အခြားတော့ကျအကိုတို့ကတဲကိုအလိုကတက်တယ်လို့မသိဘူးမသိဘူးဒီတိုင်းဆရာမျိုးမေးတပည့်အနေနဲ့အသင်းဆိုတက်တယ်အဲတေယောဆောင်တက်တယ်ဒါပဲသိရပါတော့နော်အဲရောက်တော့မှအဲ အဲ့ဒီဒီပလန်များတို့ကလည်းကခိုင်းနေရောကကြည်ကတော့ရင်ကြည့်မယ်ပေါ့နော်ဆိုတော့မကလည်းကကြည့်လိုက်တော့မှအဲသမီးတော်သားဝါသနာပါတာဆိုဟုတ်တယ်ဒါလေးဝါသနာပါတာဆိုတော့တဲကိုယ်တိုင်လည်းဖြစ်ချင်တယ်အမှုပညာဆိုလို့ရှိရင်ဘယ်ရာပဲဖြစ်ဂီတပဲဖြစ်ရုပ်ရှင်ပဲဖြစ်ဖြစ်သဘင်ပဲဖြစ်ဖြစ်ကိုကိုယ်ကဝါသနာရမ်းပါတဲ့အတွက်ကြိုးစားရဲဆိုတော့အဲချီယူစကားလေးရောပြောခဲ့ပါတယ်ဟိုသူတို့တပင်တွက်လေဒီလိုမျိုးရုပ်ရှင်နဲ့ဂီတဘက်ကဒီလိုမျိုးဝါသနာပါတယ်ချစ်မြတ်လို့ဒီလိုတတ်မိုးထားပေးရတဲ့အတွက်လည်းသူတို့ဘက်ကလည်းဝမ်းသာရရပေါ့နော်